အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ချွေးမချက်တဲ့ထမင်းနဲ့သမီးချက်တဲ့ထမင်းဆိုရဲပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါတော်နီယောဆိုရဲမင်းကလေးတယောက်ရဟန်းကိုအေးလုံးနေတဲ့အတွက်တောက်ရှင်နေခဲ့ပါတယ်သူမရဲ့မိဘအင်ကနဲ့ယူလာခဲ့တဲ့ဆောင်လေးကိုသူမခြုံဖို့အတွက်ထုတ်လာခဲ့ပေမဲ့အတားကိုလည်းရောင်မနဲ့ရောက်ခမကလူယူလိုက်ကြပါရီ သူတို့မှာစောင်းလေးပထမတွေကအများကြီးရှိနေခဲ့ပေမဲ့တာနီယာရဲ့လှပလွန်တဲ့စောင်းလေးကိုတွေ့တဲ့အခါမှာလိုချင်တက်မှခဲ့ကြလို့လူယူခဲ့ကြတာပေါ့။တနားစရာကောင်းတဲ့မိန်းကလေးစီမှစောင်းအဟောင်းလေးတစ်ထည်ရရှိရတဲ့အတွက်လင်မယားနှစ်ယောက်လုံးစောင်းအဟောင်းလေးခြုံပြီးအိတ်ခဲ့ရပါတယ်။အချိန်လေးကလွန်လာခဲ့တဲ့အခါမှာတာနီယာကလည်းတယောက်ကြားကိုလာပြောလိုက်ပါတယ်။ကျမတို့ဒီမှာအေးတို့တည်တော့မယ်။ရှင်းအမေနဲ့ညီမကတော့လေကျမတို့ရဲ့စောင်းကိုယူပြီးတော့အိတ်နေရဲ။မင်းဘာဖြစ်နေရလဲကွာညကြီးအချိန်မတော် ညသနာကြီးချိုရင်ငါတို့စီကနေဆောင်းကိုတော့လူရှူလာခဲ့ရမှာလားမိမိဘကပေးလိုက်တဲ့ဆောင်းဆိုတာကိုတော့ငါသိတယ်ဒါပေမဲ့ငါတော့လူရှူလို့မရဘူးလေဒါဆိုရင်ရှင်ကကျမကိုနည်းနည်းလေးအောင်မစိတ်မပူဘူးပေါ့ငါမင်းကိုစိတ်ပူတာမပူတာနဲ့မိဘနဲ့ရံဖြစ်တာနဲ့ဘာမှမဆိုင်ဘူးကျမခဲပြီးတည်မယ်ဆိုရင်ရောအေးတယ်ဆိုတော့ငါသိပါတယ်ဒါပေမဲ့မင်းခဲပြီးမတည်ပါဘူးနှစ်ယောက်တော့စကားများကြပြီးနောက်မှာတော့ယောက်ျားဖြစ်သူအနာရရှိသွားခဲ့တဲ့နောက်နှစ်ယောက်လုံးအိတ်ခဲကြပါရီနောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့ ကဲချွေးမလေးရေငါတို့အိမ်မှာထမင်းဟင်းကောင်းကောင်းချက်စားရအောင်ပြီးရင်တော့တခါရင်မင်းပွေထားလိုက်သီလားငါတို့အခုလိုစောင်းရသည်အေးအေးလေးမှာရိုတီပူပူလေးဖုတ်စားကြမယ်မေမေရေမေမေတမီးလေးစားခြင်းနဲ့မီးသွေးနဲ့ဖုတ်ထားတဲ့ရိုတီတွေကတကယ်အရသာရှိတယ်သီလားအေးပါတမီးရဲ့စားစားချွေးမလေးလှုပ်ချွေးလိုက်မယ်တာနီယောက်စားလေဟင်းတွေထမင်းတွေကိုတေချာချလိုက်ပြီးစဉ်းစားခဲ့ပါလေဒီနေ့ငါလည်းအားလုံးနဲ့အတူတူထမင်းအဝထိုင်စားရမယ်တို့မရိုတီတွေတစ်ချက်ချင်းစီကိုလှုပ်ပြီးဟင်းတွေနဲ့အားလုံးကိုချွေးလိုက်ပါလေ အားလုံးစားတော့ပြီးသွားတဲ့အခါမှာသူမစားဖို့အတွက်ပကံနဲ့ထမင်းထည့်ပြီးထားလိုက်တဲ့အချိန်မှာရခမဖြစ်သူရောက်ရှိလာခဲ့ပြီးနောက်ပြောလိုက်ပါရယ်။ချွေးမလေးရဲ့မိဖို့ကံကလည်းညစ်ပန်းနေရပဲ။အရင်ဆုံးမိဖို့ကံတန့်ရှင်းလုံးလိုက်အောင်။ညစ်ပန်းနေတဲ့မိဖို့ကံကိုဒီအတိုင်းမထားရဘူးကြားလား။သူမမိဖို့ကံတစ်ခုလုံးတန့်ရှင်းရင်လုံးပြီးနောက်မှာတော့စားတော့ဖို့အကြောထွက်လာခဲ့တဲ့အချိန်မှာရခမဖြစ်သူကထပ်ပြောခဲ့ပါရယ်။ချွေးမလေးရဲ့ငါ့ကိုရှင်ွေလေးတစ်ခွာလှုပ်ပေးစမ်းမအောင်ဟဲ့အရန်အေးဒီအချိန်မှာ အေးနေတဲ့ရေကိုတောက်ရင်အယိုးတဲ့ထိအေးရလေ။တာနီယောကလည်းထမင်းပကံကိုချပြီးနောက်မှာတော့ရခမအကြွာရင်နှွေးဦးတဲနေခဲ့ပါရဲ့။ဒီအချိန်မှာရောင်မလေးကအတန်ပေးပြီးပြောလိုက်ပါရဲ့။ရောင်မရေရောင်မမီးအိမ်နဲ့စီဖြစ်ပါအောင်မီးအိမ်ကတိတ်မကြခင်မှိတ်တော့မယ်နဲ့တူပါရဲ့။သနားစရာကောင်းတဲ့ရောင်မဖြစ်သူကမီးအိမ်ကိုစီလာဖြေလိုက်ပါရဲ့။သူမအလောက်တွေအများကြီးလုံးနေလုံးနေနဲ့ဘိုက်စာတော့မစားတော့ပါဘူး။လက်စီပြီးထမင်းစားဖို့အတော်ထိုင်ခဲ့ပေမဲ့သူမမျက်ရည်တွေသာစီကြလာခဲ့ပါရဲ့။ သူ့အမေကိုလည်းသူတတော်လေးကိုတတိယနေခဲ့ပါရီ။ဆောင်းရောက်တရောက်လာတဲ့ခါတိုင်းသူမအမေကိုတိုင်းကရိုတီရီကိုမီနဲ့กินပြီးဟင်းကောင်းကောင်းလေးနဲ့သူမကိုကြွေးနေကြပါ။ယခမအိမ်မှာတော့ထမဲစားဖို့အတွက်ထိုင်းတော့မထိုင်ရသေးပါဘူး။ယခမကအလောက်ခိုင်းလိုက်၊ရှောင်းမကအလောက်ခိုင်းလိုက်နဲ့သူမထမင်းကိုတော့ဖြောင်းအောင်မစားတော့နိုင်တော့ပါဘူး။သမင်းတွေကလည်းအေးဆက်သွားပါပြီ။သူမစားချင်တောက်ချင်တဲ့စိတ်လည်းမရှိတော့ပါဘူး။ဒါကြောင့်သူမသမင်းကိုတော့စားမနေတော့ပဲအပြင်မှာရှိတဲ့ခွေးတွေကိုတော့သမင်းကျွေးပြီးသူမအလောက်တွေကိုဆက်လုပ်နေခဲ့ပါရီ။ အခုဆိုရင်တော့နေ့စဉ်နေတိုင်းဒီပုံစံအတိုင်းဖြစ်နေခဲ့ပါရည်။တာနေရထမင်းစားဖို့အတွက်ထိုင်တော့မယ့်အချိန်တိုင်းရခမနဲ့ရောင်မနှစ်ယောက်လုံးကအလုပ်တွေမတရားခိုင်းစေခဲ့ပါရည်။ဒီအချိန်အတွင်းတာနေရရဲ့ထမင်းတွေကလည်းအေးဆက်ခုံတဲ့အတွက်သူမဘိုက်တကုံးမစားတော့ပါဘူး။တရမတော့တာနေရစဉ်းစားနေခဲ့ပါရည်။ဒါရီအားလုံးပဲအချိန်အထိဖြစ်နေအောင်ပါလေ။အမေနဲ့ဒင်ပေါ့တို့နှစ်ယောက်စလုံးငါကထမင်းမစားရအောင်တမင်တတ်တတ်လုပ်နေရဲဆိုတော့ငါသိရဲ့။ ဘလမဆိုငါရောက်မှလေလက်ထပ်ပြီးဒီရင်ကအများဆုံးထွက်သွားအောင်ငါတခုခုလုံးမဖြစ်တော့မယ်လေတူတယ်။သူလက်ထပ်ပြီးရခမအင်ကိုရောက်သွားတဲ့အခါကြောက်လို့ရှင်တော့အမေနဲ့ငါရဲ့ဒုက္ခတွေအကုန်လုံးကိုနားလည်သွားလိမ့်မယ်။ဒါနီယောင်းလုံးလည်းတယောက်ကြောက်တော့ပြောလိုက်ပါရဲ့။ရှင်ရရှင်ရညီမလေးအတွက်နည်းနည်းလေးရောမစိုးရင်ဘူးလား။ဒီနေ့ပဲဘေးရင်ကအတော်ကြီးစကားပြောနေအောင်ကျမကြားခဲ့တယ်တီလား။သူဘာပြောတယ်မှလည်းရှင်ရရှင်ရညီမအတွက်နည်းနည်းလေးမှမစိုးရင်ဘူးတဲ့။ရှင်ညီမကိုရှင်ကချစ်တော်မချစ်ဘူးတကယ်လို့ရှင်သာရှင်ညီမကိုချစ်တယ်ဆိုရင်တော့ တို့အရင်ဆုံးလက်ထပ်ပေးပြီးတော့မှရှင်လက်ထပ်มาတယ်လေဒါဘာတွေလျှောက်ပြောနေရလဲငါညီမလေးကငါအရန်ချက်တာပေါ့တို့လက်ထပ်ပေးရမယ်ဆိုရင်အကြောင်းတော့ငါလည်းသိပါတယ်ငါအမြန်ဆုံးသူ့ကိုလက်ထပ်ပေးဖို့အတွက်စီစဉ်ရမယ်လူတွေငါတို့ဘောင်တော်မှာအကြောင်းမဟုတ်တာတွေလျှောက်ပြောနေအောင်ကိုတော့ငါလည်းမကြားချင်ဘူးဒီနောက်မှာတော့နေတစ်ကသူ့ရဲ့ညီမလေးကိုလက်ထပ်ပေးဖို့အတွက်သရိုသားအောင်လိုက်ရှာခဲ့ပါတယ်အရင်နေ့မှာတာနီယောင်းကလည်းပဲထမင်းကိုချက်ပြီးနောက်မှာတော့အခွင့်ရရာနဲ့ထိုင်စားနေခဲ့ပါတယ် ရောက်တရပဲရောက်ခမဖြစ်သူကအခန်းထဲဝင်လာခဲ့ပြီးနောက်မှာတော့အော်လိုက်ပါရဲ့ချွေးမလေးရင်နေကြဘာလို့ကြာလဲအတော်လေးကိုရိုင်းဆိုင်ပါလားနေရမိဘအိမ်ကလူတွေကဒီလိုပဲနေကိုတင်ပေးခဲ့ရလားမိသားစုတွေအကုန်လုံးခမင်းမစားရသေးဘူးနေတယောက်ခဲထိုင်စားနေရဟုတ်အမေတကယ်တော့ကျမဒီနေ့ဘိုက်တွေတောင်စားနေလို့ပါမဟုတ်တာအပေါ်ရီပြောင်းမနေနဲ့ဘာမှဘိုက်စားတာမဟုတ်ဘူးနေကခမင်းပူပူလေးစားခြင်းလို့တမင်တတ်တတ်ထိုင်စားနေရပြီဖြစ်ရမယ်ကဲကဲကဲထထထခမင်းထိုင်စားမနေနဲ့ ငါ့ရဲ့တမီလေးစားဖို့အတွက်အရင်ဆုံးထမင်းသွားပြင်လာခဲ့သွားဒီလိုနဲ့တာနီယာကလည်းသူ့ထိုင်စားမယ့်နေရာကနေထားထွက်လာခဲ့ပြီးဒင်ပေါ်အတွက်အမြန်ဆုံးထမင်းခိုးပေးလိုက်ပါတယ်တာနီယာကလည်းအရာအားလုံးကိုမျှော်တိုက်ထားခဲ့ရပါတယ်သူမရဲ့ဘဝမှာထမင်းပူပူစားဖို့အတွက်ကံပါမလာဘူးလို့ပဲသူမသတ်မှတ်ထားလိုက်ပါတယ်ကြော်စရာတွေအကုန်လုံးကတော့သူ့ရောင်မလေးဒင်ပေါ်ကသာရရှိနေရပါချွေမကချွေမဖြစ်ပြီးတမီကတမီပဲမဟုတ်လားတမီနဲ့ချွေမနဲ့ကိုပဲသူကတန်းတူချလို့လဲ ရဲအနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့ဒင်ပေါ်ကိုကောင်းလေးဘက်ကလာကြည့်ခဲ့ကြပါရဲ့ဒီနောက်မှာတော့သူရဲ့လက်ထပ်ပွဲကိုအများဆုံးစစ်ဆင်ဖို့အတွက်လည်းသဘောကျူခဲ့ကြပါရဲ့နှစ်လကြာမြင့်သွားခဲ့တဲ့အခါမှာဒင်ပေါ်လက်ထပ်လိုက်ပါပြီလက်ထပ်ပြီးသွားတဲ့နောက်မှာတော့ဒင်ပေါ်ကမိဘအိမ်မှာပဲအမြဲတမ်းလာနေတက်ပြီးတော့သူ့ရောင်မအပေါ်ကိုအမိတ်ထွေအာနာရီပေးနေကြုံပါပဲတာနီယာကိုရိုင်းလည်းအလို့တွေအားလုံးတယောက်တည်းလုံးနေရတာစိတ်ပြတ်နေခဲ့ပါရဲ့ ဒါကြောင့်သူလည်းတရားမှာတော့ဂျင်ပေါ်ရဲ့ရခမရှိသွားပြီးနောက်မှာတော့ကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြလိုက်ပါရီဂျင်ပေါ်ကခဏခဏကျမအိမ်ကိုလာနေတယ်ကျမဘလို့လောက်ရမှာလဲသူသာခဏခဏကျမရဲ့အိမ်ကိုလာနေမယ်ဆိုရင်တော့ကျမချွေးမကောင်တယောက်ပဲတော့မှဖြစ်လာနိုင်မှာမဟုတ်တော့ဘူးချွေးမကောင်တယောက်ဖြစ်ဖို့ဆိုတော့အဝေးကြီးကျမစားချင်တဲ့ထမင်းကိုတော့မှကျမစားနိုင်ကြမဟုတ်ဘူးမစွင့်ပါနဲ့တာနီယာရဲ့သူနင်းကိုလောက်ခဲပုံစံအတိုင်းပဲငါတို့ပြန်လောက်ပြလိုက်မယ် အဲ့ဒီခါကျရင်တော့ तू ဘလောက်တောင်မှမှားရွှေ့နေခဲ့လဲဆိုတော့ကို तू သဘောပေါက်နားလည်သွားလိမ့်မယ်။ကဲကဲကဲဒီနေ့ပဲငါသားလေးကိုသူ့ကိုခေါ်ခိုင်းလိုက်မယ်နော်မစိုးရိမ်နဲ့ဟုတ်ပြီလား။အဲ့ဒီနောက်မှာတော့ Jeff ကလည်းသူ့မိန်းမကိုအင်ကိုပြန်ခေါ်လာခင်လိုက်ပါပြီ။ဒီနောက်မှာတော့ Dimple ရဲ့ရွက်ခမဖြစ်သူက Dimple တို့တာမီနဲ့အောင်တာနီယောကိုလုံခဲ့တဲ့ပုံစံအတိုင်း tattoo ထမရလုပ်ပြခဲ့ပါပြီ။အမေတို့အားလုံးပဲစားကြတော့ကျမထမင်းဟင်းတွေပူပူလေးလှုပ်ထားပေးတယ်။အမေတို့စားနေတဲ့အချိန်အတွင်းကျမလည်းစားလိုက်မယ်။ဆွေးမလေးရေခဏနေပါဦး။ ငါတို့စားတော့မစားရသေးဘူးငါတို့ထက်အရင်နေစားလို့ပဲဖြစ်ပါမလဲခဏစောင့်ဒင်ပယ်ကလည်းစောင့်နေခဲ့ပါတယ်အားလုံးစားတော့ပြီးသွားခဲ့တဲ့အခါမှာတော့ဒင်ပယ်စားဖို့အတွက်ထိုင်ခဲ့ပါတယ်ချွေးမလေးရေငါနွားနို့တောက်ဖို့အတွက်နွားနို့အပူလောက်ပြီးထူလာခဲ့ပြီယောငါစေးတောက်ရအောင်မယ်ထမင်းကိုတော့နောက်မှအေးစစ်စစ်ထိုင်စားဖို့ဒီအချိန်မှာရခွက်ကြီးကလည်းအတန်ပေးပြီးခေါ်လိုက်ပါတယ်ချွေးမလေးရေငါရဲ့မျက်မှန်ဗမာလည်းရှာမတွေ့လို့ရှာပေးစားမအောင် အလုပ်တွေအားလုံးလုပ်ပြီးသွားခဲ့တဲ့အခါမှာသူမထမင်းတွေကလည်းအေးစားလို့နေခဲ့ပါပြီ။ဗိုက်စာနေရဲ့အချိန်မှာထမင်းအေးအေးတွေကိုသူမစားခဲ့ရပါတယ်။အခုဆိုရင်တော့ဒါတွေကနေစဉ်နေတိုင်းလိုလိုဖြစ်နေခဲ့ပါပြီ။တကယ်မှာတော့သူမဒေါ်သားရဲ့အရှမ်းကိုထွက်နေခဲ့ပြီးမိဘအိမ်ကိုပြန်သွားခဲ့ပါတယ်။သူမရဲ့အမေကိုဖတ်ပြီးတော့လည်းငိုနေခဲ့ရပေါ့။ဘာဖြစ်တာလဲသမီးရဲ့။ဘာဖြစ်တာလဲအမေကိုပြောစမ်းမအောင်။ဘာဖြစ်လို့နေအခုလိုမျိုးငိုနေရတာလဲသမီးရဲ့။နင်းကိုတဲရောက်ကတခုခုများပြောလိုက်လို့လားအမေတမီးရခမအိမ်ကိုမတော်ချင်တော့အမေ အားလုံးအားကျမကိုအလौဒမတယောက်လိုမျိုးဆက်ဆက်နေကြတယ်။ကျမကိုအလौဒမတယောက်လိုမျိုးခိုင်းစိန်နေကြတယ်။တရက်လုံးအလौကျွေကိုပင်မဆွာလောက်ရတယ်။ခမင်းပူပူလေးစားဖို့အတွက်ထိုင်ပြီးဆိုရင်တော့ချွေးမလေးရေဟိုအလौလောက်ပါအောင်ဒီအလौလောက်ပါအောင်ဟိုအလौကမပြီးလို့ဒီအလौကမပြီးလို့နဲ့ကျမအဲ့ဒီမှာနေ့တိုင်းခမင်းအေးအေးလေးကိုပဲစားနေရတယ်မေ။ကျမခမင်းပူပူလေးမစားတော့ဘလောက်တောင်မှကြာသွားပြီလေသိရလား။အခုကျမအဲ့ဒီကိုထပ်ပြီးတော့မသွားတော့ဘူး။ မသွားလို့ပဲရမလဲရောင်မလေးရဲ့နင်သွားမှာပေါ့ဘလို့မစိုးအဲ့ဒါကနင်ရောက်ခမအိမ်ပဲလေနင်မသွားဘူးဆိုလို့ရှင်တော့ဘလို့လောက်ကြမလဲရောင်မလည်းကျမအဲ့ဒီမှာထမင်းအေးတွေကိုစားရတာလုံးဝမစားနိုင်ဘူးဒီတော့ဘာဖြစ်လို့လဲငါကိုယ်တိုင်လည်းဒီအိမ်ကိုရောက်လာတဲ့နေ့ကနေစပြီးတော့ထမင်းအေးတွေပဲစားနေခဲ့ရတာလीငါဒီအိမ်ကနေဘယ်တော့ကများထွက်သွားခဲ့ဘူးလို့လည်းပြောစမအောင်ငါဘယ်တော့ကိုမစိုးတခုခုပြောဆိုခဲ့ဘူးတာရှိသလားဒီချိန်ကျမှတောင်မီလျောက်လုံးကလည်းသူတို့ဘလောက်တောင်မှရွှင်သွားခဲ့လဲဆိုတော့ကိုသဘောပေါက်နားလေသွားခဲ့ကြပါရဲ့ တာနီယာကလည်းသူတို့အခုလိုမျိုးပဲဆက်ဆံခဲ့ကြပြီးတာနီယာကတော့အကောင်းမွန်ဆုံးသူတို့အပေါ်ကိုပြုမှုပေးခဲ့ပါသည်။တာမီနှစ်ယောက်လည်းအမားရီကိုသဘောပေါက်နားလဲသွားခဲ့ကြပါသည်။ချွေးမဆိုတာကချွေးမပဲ။တမီဒုက္ခရောက်တဲ့အခါကျတော့ဘလောက်တောင်မှရှင်ထဲမှာခံစားလိုက်ရတယ်။ဒီနေ့တော့တမီဖြစ်သူရဲ့ဒုက္ခတွေကိုငါနားလဲသွားပြီ။ငါတို့ကအရင်ကအိမ်မှာဘယ်တော့မှထမင်းပူပူစားခွင့်ကိုမပေးခဲ့ဘူးနော်။ငါတမီလေးအဲ့ဒါကြောင့်များဝိနေနေရလားမသိပါဘူး။ အမေတောင်းပန်ပါတယ်ချွေးမလေးရဲ့ဒီနေ့ဆောက်ပြီးငါတို့အားလုံးအတူတူထမင်းပူပူကိုလက်ဆောင်စားကြမယ်နော်တကောင်းမှရနေတဲ့ဒင်ပါလီရဲ့ယောက်ျားနဲ့ယောက်မနှစ်ယောက်လုံးကလေးဒီစကားတွေကိုနားထောင်နေကြကြပါရီခမီးခမတ်ရဲ့ကျမကိုခွင့်လို့ပါကျမကိုယ်တိုင်လည်းသူ့ကိုဒီကိစ္စတွေကိုသိစေချင်နေကြတာပါအားရကြောင့်လည်းကျမတမင်တတသူ့ကိုထမင်းအပူစားခွင့်မပေးခဲ့တာလीသူ့ကတော့ကျမတို့အတူတူထမင်းထိုင်ချွေးနေမယ်ဆိုရင်တော့သူကသူ့ယောက်မရဲ့ဒုက္ခကိုဘယ်တော့မှနားလည်မှာမဟုတ်တော့ဘူး ဒါပေမဲ့ကျမကိုယုံပါကျမချွေးမလေးကိုတော့ကျမတကယ်အရန်ချစ်တယ်ကျမကျမရဲ့ချွေးမလေးကိုဘယ်တော့မှထမင်းအေးအေးမစားစေချင်ဘူးသီလားကဲလာသွားမယ်ချွေးမလေးရေငါတို့နေကိုပြန်လာခေါ်တာအိမ်ကိုပြန်ချတာပေါ့တင်ပါလကလည်းတယောက်ကမအိမ်ကိုပြန်သွားခဲ့ပါတယ်။တာနီယာကလည်းတယောက်ကမအိမ်မှာပျော်ရွှင်စွာနဲ့နေထိုင်နေခဲ့ပါတယ်။တာနီယာကဆောင်းရောက်ဒီမှာတယောက်ကမစားဖို့အတွက်ထမင်းတွေကိုတစ်ခါတည်းရန်ချက်ပေးပြီးယောက်ကမကလည်းချွေးမလေးစားဖို့အတွက်ထမင်းတွေကိုပြန်လည်ချက်ပြုတ်ပေးခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ထမင်းဟင်းမချက်ပြုတ်တက်တဲ့ချွေးမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ချွေးမလေးရိုတီတွေလုပ်မယ်ဆိုရင်တော့ပြုတ်ပြောင်းနေအောင်လုပ်နော်။စိတ်ပူမနေပါနဲ့အမေရဲ့ကျမရိုတီကိုတေချာလုပ်တက်တယ်။ကျမတေချာလေးလုပ်မယ်နော်။ကျမလုပ်တဲ့ရိုတီတွေကအရန်ကိုနုညံ့ပြောင်းပြောင်းနေစေရမယ်။အမေရိုတီတစ်ချက်လုံးကိုဆွဲဖြဲလို့အောင်ရစေရမယ်။ဟုတ်လားချွေးမလေးရဲ့တကယ်လား။တကယ်ပေါ့အမေရဲ့ကျမရိုတီကိုပြုတ်ပြောင်းပြီးဖြူဖွဲနေအောင်လို့တေချာလုပ်တက်တယ်လေ။ ကောင်းတဲ့ချွေးမလေးရေငါတော့ငါ့ရဲ့တငယ်ချင်းအပေါင်းအသင်းတွေအားလုံးအရှိမခေါင်းမော့ရပြီပဲဟုတ်လားအမေရဲ့အမေရဲ့အခင်ဆုံးတငယ်ချင်းတွေလားမဟုတ်ပါဘူးဟဲ့အခင်ဆုံးတငယ်ချင်းတွေရေလို့တော့ဘယ်ဟုတ်မလဲသူတို့ကငါ့ရဲ့အိမ်ကြီးချင်းတွေအမေရမယ်သူများအိမ်မှာဘာဖြစ်လဲဆိုတော့ကိုဆက်ဆုပ်နေကြတယ်သူတွေလေအိမ်ကြီးချင်းတွေဆိုပေမဲ့တငယ်ချင်းတွေလို့ပြောရင်လည်းမှားတော့လေမမှားပါဘူးငါတို့ဒီမှာနေလာတာကြာပြီဆိုတော့သူတို့နဲ့ရင်းနေရလေသူတို့အိမ်ကိုလာလေပြီးတော့ထမင်းလာစားကြလိမ့်မယ် နေရိုဂျီရီကိုအမြန်ဆုံးလှုပ်ခဲလိုက်တော့နော်သူတို့အားလုံးနေလှုပ်ထားတဲ့ရိုဂျီရီကိုစားပြီးချီးကျူးတာ ကိုပဲငါကြားချင်တယ်သူတို့အားလုံးချီးကျူးတန်ကိုကြားရင်တော့ငါအရန်ကိုဝမ်းသာသွားမှသိလားပြောဆိုပြီးနောက်မှာတော့နေရှာရခမဖြစ်တော့ကလည်းသူ့ရဲ့အိမ်လေးချင်းတငယ်ချင်းတွေကြားထဲမှာအထူးထူသွားချိုင်နေခဲ့ပါတော့ရီခဏနေတော့နေရှာကလည်းထမင်းတွေကိုယူပြီးအပြင်ကိုထွက်လာခဲ့ပါရီအလုံးထမင်းထိုင်စားခဲ့ကြတဲ့အခါမှာတော့နေရှာလှုပ်ထားတဲ့ရိုတီတွေကိုကြည့်ပြီ အားလုံးကလည်းသဘောကျနေကြရကြတာပေါ့စားပြီးသွားတဲ့အခါမှာအားလုံးကလည်းချီးကျူးကြကြပါရယ်ကောင်းတော့ပဲကောင်းလိုက်တာချွေးမလေးလောက်ထားတဲ့ရိုတီတွေကတကယ်အရင်ကကိုစားကောင်းနေတော့ပျော့ပြောင်းပြီးအရသာလည်းရှိရယ်ကြည့်ရတာကချွေးမလေးကဂျုံအကျန်းတွေနဲ့ရိုတီတွေကိုလှူထားလားမသိပါဘူးနော်ဟင်းမဟုတ်ကြမဟုတ်ကြဂျုံအကျန်းကိုတော့ငါတို့အိမ်မှာထားကိုမထားဘူးလေကျောင်းအကျန်းနဲ့ငါတို့ဘယ်တော့မှရိုတီလောက်မှမဟုတ်ဘူး။ဒါဆိုရင်တော့ဟဲ့သူလောက်ထားတဲ့ရိုတီကဘာဖြစ်လို့ဒီလောက်ကြာမှပျော့ပြောင်းနေရတာလဲ အမလေးဘလို့ဖြစ်ရမှာလဲငါချွေမလေးကအရန်တော်တာသူကအရန်ကိုနှုတ်ညံ့ကြော့ပြောင်းနေတဲ့ rotary ကိုလောက်တက်တဲ့လိုအပ်ချက်သူ့မှာရှိတယ်တဲ့ဒီလိုနဲ့တငယ်ချင်းမိတ်ဆွေတွေအားလုံးကလည်းစားတော့ပြီးနောက်မှပျော်ရွှင်စွာနဲ့ထွားခွာကုန်ကြပါရဲ့ချီချူတဲ့မြားကြီးကိုကြားခဲ့ရတဲ့အခါမှာချွေမလေးရောရောက်ခမရောနှစ်ယောက်လုံးကဝမ်းသာပျော်ရွှင်နေခဲ့ကြတာပေါ့ကဲဘလို့လဲအမေကျွန်မကြောင့်နဲ့အမေအခုဝမ်းသာရရပြီမလားအားလုံးကလည်းအမေကိုချီချူသွားခဲ့ကြတာဆိုတော့အမေအရှမ်းကိုပြောနေပြီမလားကျမအတွက်နဲ့အမေခုံရှူလို့ရပြီနော် အေးဟုတ်တယ်ဟုတ်တယ်အခုဆိုရင်တော့ငါကောင်းမော်ပြီးနေလို့ရပြီအားလုံးရှိမှငါဘလောက်ကြာမှနေအတွက်ခုံရှုံနေလိုက်သလဲဆိုတော့ကိုသိရလားဒါဆိုရင်တော့အမေရေကျမရဲ့လိုအပ်ချက်ကတကယ်အတော်လေးကိုအလုပ်ဖြစ်သွားတယ်လို့ပြောလို့ရတယ်နော်ဟုတ်တယ်မလားအမေရေကျမရဲ့လိုအပ်ချက်တကယ်ပဲအလုပ်ဖြစ်သွားတယ်မဟုတ်လားအမလီအလုပ်ဖြစ်တာပေါ့အလုပ်ဖြစ်တာပေါ့ဘာဖြစ်လို့အလုပ်မဖြစ်ရမှာလဲအတော်လေးကိုအသုံးဝင်ပြီးတော့အလုပ်ဖြစ်သွားတယ်ဒီလိုအပ်ချက်တွေကိုတော့နေနောက်ထပ်တစ်ယောက်ကိုသွားပြီးပြောပြမနေနဲ့အောင်တော့ချွေးမလေးရေးကြလား နေရှာနဲ့အမန်တို့နှစ်ယောက်လုံးလက်ထပ်ထားတာတိတ်မကြသေးပါဘူးလွန်ခဲ့တဲ့လပိုင်းအနေငယ်အရင်ခါသာသူတို့လက်ထပ်ခဲ့ကြတာပါမင်္ဂလာဆောင်ပြီးနောက်မှာတော့နေရှာရခမအင်ကိုလာရောမယ့်အချိန်မှာသူကလည်းမိခင်ဖြစ်သူကိုပြောလိုက်ပါတယ်ဒါနဲ့အမေတမီးထည့်ခိုင်းတဲ့ဘူးအမေထည့်ပြီးသွားပြီလားအေးတမီးလေးရေတမီးထည့်ခိုင်းတဲ့ဘူးဒီမှာဒီဘူးကိုတတိချာချာလေးဖွက်ပြီးရယူဆောင်သွားလိုက်ကြလားပြီးရင်တော့မိဖို့ခန်းထဲမှာပဲဒါကိုဖွက်ထားလိုက်တော့ဒါနဲ့ဒီထဲမှာဘာတွေကိုများထည့်ထားလို့လဲ ။အော်ဘာမှတော့အထွေထူးမဟုတ်ပါဘူး။ဒီထဲမှာတခြားထည့်ထားတာလီ။ကျမတို့ကိုယ်တိုင်လောက်ထားတဲ့တခြားအရန်ကိုတန့်စင်ပြီးရောစားလို့လေကောင်းနေ။ကျမလည်းဒါရီကိုပဲစားပြီးကြီးလာတာဆိုတော့အမြဲတမ်းစားချင်လို့လေကျမနဲ့အတူတူတခါလေးယူသွားမလို့ပါ။ဖြစ်နိုင်မယ်ဆိုရင်တော့ဒီဘူးကိုမိဖို့ကန်ထဲမှာထည့်ထားပေးပါနော်။ကောင်းပြီကောင်းပြီမင်းထားခြင်းနဲ့ဆိုလို့ရှင်တော်မိဖို့ကန်ထဲမှာထပ်ထားပေးမယ်နော်။ရခမအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ မိသားစုတွေအားလုံးကဒီမှာလက်ကကိုရိုင်းလောက်ထားတဲ့ထမင်းဟင်းတွေကိုစားတောက်ချင်တယ်ဆိုပြီးပူဇော်ခဲ့ကြပါတယ်။ရှောက်ခမဖြစ်သူကလည်းချွေးမအစ်စ်လေးကို ပြောလိုက်ပါတယ်။ချွေးမလေးရဲ့နေပထမဦးဆောင်မိဖို့ကန်နဲ့ဝင်ရမှာဆိုတော့ထမင်းဟင်းကောင်းကောင်းလေးချန်တော့ဘလို့အကောင်းဆုံးချက်ပေးရမှာလဲအမေ။ကျွန်မအကောင်းဆုံးတွေချက်တတ်ပါတယ်။ထားလိုက်ပါချွေးမလေးရဲ့နေပုံမှန်အတိုင်းပဲတခုခုချက်လိုက်။နာရောရိုတီကိုတော့စားရတာအရန်ကြိုက်တယ်ရိုတီဝိုင်းဝိုင်းပူပူလေးစားရတာကအရသာအရန်ရှိတယ်လေ ။ဤကောင်းတဲ့ချွေးမလေးရဲ့ဒါဆိုရင်တော့တာမန်ပုံစံအတိုင်းပဲချလိုက်တော့ငါတို့အားလုံးစားဖို့အတွက်ရိုတီနဲ့ဟင်းတစ်ခွက်ပဲလုပ်ပေးလိုက်ပါတော့။နေရှာကလည်းအားလုံးပြောတဲ့စကားကိုနားထောင်ပြီးမိဖို့ကနေဝင်သွားလိုက်ပါတယ်။ပြီးတာနဲ့သူမမိဘအိမ်ကယူဆောင်လာခဲ့တဲ့ဘူးကိုလိုက်ရှာခဲ့ပါတယ်။တယောက်ကြောင့်ကိုသူကအဲ့ဒီဘူးကိုမိဖို့ကနေမှာထထားခိုင်းခဲ့တယ်မဟုတ်လား။အင်းဒုက္ခပဲဘလို့လုပ်ရမလဲအဲ့ဒီဘူးကငါဘယ်မှမရှာလို့လည်းမတွေ့ဘူး။ဘာမှထားလိုက်ကြလေ။အမန်ကအဲ့ဒါကိုတခြားနေရာမှာသွားထားလိုက်တာလားမသိပါဘူး။ ။သူကားရဲကနေအခုချိန်ထိမထောက်ရသေးရများလားမသိပါဘူး။음ကားရဲကထောက်ဖို့မေ့သွားတာပဲဖြစ်ရမယ်။အမှန်တကယ်မှာတော့ဒီရှောင်းကိုရိုင်းကလည်းဂျုံတမျိုးရဲနဲ့နူညံပြောပြောင်းနေတဲ့ရိုတီတွေကိုလုံးဝမလုပ်တတ်ပါဘူး။သူမဂျုံတမျိုးရဲနဲ့ရိုတီလောက်တဲ့အခါတိုင်းမှာလည်းရိုတီတွေကမာကြောက်သွားတတ်ပြီးမြ мян ချောက်သွားတတ်ပါရဲ့။အဲဒါကြောင့်သူကပြောပြောင်းနေတဲ့ရိုတီတွေရဖို့အတွက်တခုခုထပ်ပြီးရောထည့်ဖို့အတွက်စဉ်းစားလိုက်ပါရဲ့။ သူမကဂျုံထဲမှာရောအနှောတွေထည့်ပြီးတော့ဒါရိုတီတွေကိုလောက်ပါရဲဒီအခါမှာဂျုံတွေက ပြော့ပြောင်းနေပြီးရိုတီတွေကလှလှဖောင်းဖောင်းလေးဖြစ်နေတတ်ပါရဲဒီရှာကမိဘအိမ်ကနေလာနေတဲ့အချိန်မှာဘူးထဲမှာဂျုံအတန်းတွေကိုထည့်လာခဲ့တာပါဒါမှသူမရိုတီတွေလောက်တဲ့အချိန်မှာဘာမှဒုက္ခမရောက်တော့ပါလေဒုက္ခပဲငါဂျုံအတန်းမှုအမြန်ဆုံးလိုက်ရှာရမယ်ဒါကိုတွေးတဲ့အခါကျတော့မှငါရိုတီဝိုင်းဝိုင်းလေးလုပ်လို့ရမှာအမလီတော်သေးတယ်အခုမှပဲရှာလို့တွေးတော့တယ် အရှိမမဲထထတာငါတော့အယူမှာပဲဟိုမှာဒီမှာလိုက်ပြီးတော့အကြာကြီးရှာနေရတယ်။ဂျုံအကြံမှုကိုရသွားတဲ့အခါမှာနေရှာကလည်းအမြန်ဆုံးပဲရိုတီတွေကိုလှုပ်ပြီးဟင်းတွေကိုလည်းအမြန်ချလိုက်ပါရီ။ဒီမလို့ထားတဲ့ရိုတီတွေကတကယ်အရန်ကိုအရသာရှိလို့နဲ့အတွက်မိသားစုဝင်တွေကလည်းသဘောကျနှစ်တန်းနေကြကြပါရီ။ကောင်းလေချွေးမလေးရဲ့ရိုတီတွေကတကယ်စားကောင်းပြီးတော့အရသာရှိတဲ့နုံညာပြော့ပြောင်းနေရပဲ။စားလိုက်တာနဲ့ပါးစပ်ထဲမှာပျော်ဝင်သွားတယ်။ဟုတ်တယ်ဟုတ်တယ်ဒီနေ့အရင်တုန်းကထားကျမရိုတီတွေအများကြီးပိုစားမိသွားပြီ။ ရောင်မောကတကယ်အရန်ကိုကြောက်တယ်နော်ရိုတီလောက်တဲ့နေရာမှာတော့အမခံပဲကဲချွေးမလေးရေငါတို့အတွန်နှိမ့်ဆက်နေတာရင်အခုလိုမျိုးအရသာရှိတဲ့ရိုတီတွေကိုပဲလောက်ချွေးနော်အလောင်းကလည်းသူမလောက်ထားတဲ့ရိုတီတွေဘလောက်တောင်မှကောင်းကြောင်ချီချူနေခဲ့ကြပါလိနီရှာကလည်းစိတ်ထဲကနေဝါသာပြောရွှေမဆောင်ဖြစ်နေခဲ့ရပေါ့ဘလုံးမစုံငါရဲ့အကြံညာကအတော်လေးကိုအတော်ဝင်ပြီးတော့အတော့ဖြစ်သွားပြီငါအားလုံးကိုဒီပုံစံအတိုင်းပဲရိုတီတွေအမြဲတမ်းလောက်ချွေးရမယ် ရက်တွေလောင်းရီအများကြီးကုန်ဆုံးလာခဲ့ပြီးနေရှာရဲ့နီလန်းတွေကတော့အခုချိန်ထိလိုအပ်ချက်အနေနဲ့တည်ရှိနေခဲ့တုံပါပဲ။ဒီမှာမိဖို့ခံနေမှာတောင်းရမယ်အသုံးဆောင်ပစ္စည်းတွေကိုမှားနေရင်လည်းကျောင်းအကျန်းတွေကိုလည်းအမြဲတမ်းရောမှလေးရှိပါသေး။ဒီမှာကျောင်းအကျန်းဘူးကတော့မိဖို့ခံနေမှာအမြဲတမ်းဖွက်ထားလိုက်ပါသေး။ချွေးမလေးရေဈေးကနေပြီးတော့ဒီမှာပစ္စည်းတွေမှားထားတာရောက်လာပြီးနင်းစစ်စစ်စရာရှိတာစစ်ဆေးပြီးပြီဆိုတာနဲ့မိဖို့ခံနေမှာအမြန်ဆုံးသွားထည့်ထားလိုက်တော့နော်။အကိုရေကျမကကျောင်းအကျန်းမှထားတယ်ဖေးမလေး။ အာဟုတ်ကဲ့ကျွန်တော်ယူလာပါရဲဒီမှာလေဒီထဲမှာရှိရတွေ့လားဘလောက်ထည့်လာခဲ့ရလဲကျွန်တော်9ကီလိုထည့်လာခဲ့ပေးပါတယ်ဒီမှာอืมอืมဟုတ်ပြီဟုတ်ပြီ9ကီလိုဆိုရင်တော့မှန်တယ်ပစ္စည်းတွေအကုန်လုံးကလည်းမှန်တယ်ရှင်းသွားလို့ရပြီအိမ်မှာမိဖို့ကြောင့်အောင်ပစ္စည်းတွေရောက်လာတဲ့အခါတိုင်းလီရှားကတော့ဂျုံအချမ်းတွေကိုတိတိအမြန်ဆုံးဖွာထားလိုက်ပါတယ်သူမဂျုံနေတဲ့အခါတိုင်းမှာလေဂျုံအချမ်းနဲ့ဂျုံတို့အမြဲရောနေလေရှိပါတယ်အလုံးကလည်းဒီမှာလောက်ထားတဲ့ရိုတီတွေကိုသဘောကျလို့နဲ့အတော့ချီတူစကားပြောဆိုခဲ့ကြပါတယ် ဘယ်သူမဆိုသူမရိုတီတွေကိုဘယ်လိုလုပ်ထားတာလဲဆိုရင်လှဝဲချက်ကိုမေးတဲ့အခါတိုင်းမှာလဲသူမဒီလိုပြောလိုက်ပါတယ်။ကျွန်မစီမှာလှဝဲချက်တခုရှိတယ်။အဲဒီလှဝဲချက်ကြောင့်ပဲကျွန်မအခုလိုမျိုးရိုတီကိုလုပ်တတ်တော့ကျွန်မကိုလည်းလှဝဲချက်ပြောပြပါလား။ကျွန်မဘယ်တော့မှရိုတီကိုပြပြလို့မလုပ်တတ်ဘူး။စိတ်မဆိုးပါနဲ့ရောင်းပါလေ။အဲဒီကာရာမန်ချန်တွေကိုတော့ဘယ်သူကိုမှပြောပြလို့မရလို့ပါ။တဖြည်းဖြည်းနဲ့ရခမဖြစ်တော့ကတော့ချွေးမလေးအပေါ်တန်တရားဝင်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ငါတို့အစာအိမ်တွေတိတ်ပြီးတော့မကျန်းမာတော့ဒီလိုမျိုးခံစားလာရတယ်။ဘိုက်တွေကလည်းခဏခဏအောင့်နေတယ်။ချွေးမလေးလောက်တဲ့ရိုတီတွေမှာတခုခုမှားရွှဲနေတယ်လို့ငါထင်တယ်။ဘော်ရီဖြစ်နေရလဲဆိုတော့ကောင်ကအများဆုံးတိအောင်လုံးမှဖြစ်မယ်။အရင်ဆုံးမိဖို့ခံနေမှာတော့ကြည်ရပဲကောင်းနိုင်မယ်။ဒီလိုနဲ့ရခမကလည်းမိဖို့ကံနဲ့ဝင်သွားပြီးနောက်မှာတော့မိဖို့ကံတစ်ခုလုံးဆက်ဆက်ရေးကြည့်လိုက်တဲ့အချိန်မှာချွေးမလေးရဲ့ဂျုံအကြံဘူကိုတွေ့ရှိသွားခဲ့ပါတော့တယ်။အိမ်မှာဂျုံအကြံဘူကိုတွေ့လိုက်တာနဲ့သူမတော်တော်လေးအာအာတင်သွားခဲ့ပါတယ်။ ဂျုံကောင်ရဲ့ငါတို့အိမ်မှာဂျုံအကျန်းဘူးဘလို့ဖြစ်ရတာလဲငါတို့အိမ်မှာဂျုံအကျန်းဘယ်တော့မှထားတာမဟုတ်တလို့မျိုးဘယ်သူမှစားကြတာလည်းမဟုတ်ဘူးလေဂျုံကောင်ပဲငါသိပြီချွေးမလေးကဂျုံအကျန်းနဲ့ဂျုံတို့အမြဲတမ်းရောပြီးတော့မုတ်တွေကိုလုံနေခဲ့ရဖြစ်မယ်အဲ့ဒါကြောင့်လဲမုတ်တွေကဒီလောက်တောင်မှပျော့ပြောင်းနှူးညံ့နေရပေါ့သိပြီသိပြီငါနားလေပြီအဲ့ဒါကြောင့်သူလောက်ထားတဲ့ရိုးကြီးတွေဒီလောက်တောင်မှပျော့ပြောင်းနေအောင်အဲ့ဒါကြောင့်လဲအခုတလောငါတို့ကျမ်းမာရီမကောင်းဝဲနဲ့ခဏခဏဖိုက်အောင်နေရတာပေါ့ဘွတ်ဘာပြောနေခဲ့တဲ့အချိန်မှာနိရှာရောက်လာပါတယ် သူမကိုယ်တိုင်လည်းဂျုံဘူးကိုတွေ့ခဲ့ရတဲ့အခါမှလမ်းဖြန့်သွားပါရီအမေဒါပါကြီးလေအမေရဲ့ဒါကပါကြီးလေဒါကနေရဲ့တဝက်ချက်မဟုတ်ဘူးလားနေအမြဲတဲ့ဂျုံအနှုံးနဲ့ဂျုံအကျန်းတွေကိုရှော်ပြီးတော့ရိုတီတွေကိုလှုပ်ပြီးငါတို့ကျွေးနေကြရမဟုတ်ဘူးလားဒီစကားကိုကြားခဲ့ရတဲ့အခါမှချွေးမလေးအရှမ်းကိုလမ်းဖြန့်ပြီးပါအသားမမထွက်ရဲတော့ပါဘူးသူမကဘာပြန်ပြောရမလဲမသိရနဲ့ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့မိပါရီချွေးမလေးနင်ဘလောက်ကြာမှအမအကြီးကြီးကိုကျူးလွန်ခဲ့လဲဆိုတော့ကိုနင်သိရောသိရလား နေတာကိုသိလားမသိဘူးလားဂျုံအကျန်းအမြဲတမ်းစားမယ်ဆိုလို့ရှင်တော့ခန္ဓာကိုယ်ဘလောက်တောင်မှစိုးကျိုးတွေဖြစ်ပေါ်နိုင်လဲအမေရဲ့ကျမတောင်းပန်ပါတယ်ရှင်ကျမကိုခွင့်လောက်ပါတော့ကျမမှားသွားပါတယ်ကျမလည်းရိုတီပြပြလေးမလုပ်တတ်ကြနဲ့ရှားတဲ့နီလန်ကိုအသုံးပြလိုက်မိရပါကျမကိုခွင့်လောက်ပါတော့ကျမမှားသွားပါတယ်ခွင့်လောက်မယ်ခွင့်လောက်တာကခွင့်လောက်မယ်ဆိုပေမဲ့ရှေ့ဆက်ပြီးနေဒီနီလန်မတုံးတော့ဘူးဆိုပြီးတော့ငေါ့ကတိပေးမှဖြစ်မယ်နော်တကယ်ပြောတော့အမေကျမဘယ်တော့မှထပ်ပြီးတော့ဒီနီလန်ကိုမတုံးတော့ပါဘူးကျမနားကင်ပြီးတော့တောင်းပန်ပါတယ်ရှင် တော်ရတော်ရချွေးမလေးရချွေးမကောင်တရားဆိုတော့အမြဲတမ်းအခုလိုမျိုးပဲဖြစ်နေရမယ်။ကဲလာချွေးမလေးဒါဆိုလို့ရှိရင်တော့ဂျုံအကျန်းတွေမရောပဲနဲ့ဂျုံအနုတမျိုးတည်းနဲ့ပဲရိုတီကိုအရသာရှိရှိဘလို့လောက်ရလဲဆိုတော့ငါကိုယ်တိုင်တင်ပေးမယ်။ဒီနောက်မှာတော့ရကမကိုယ်တိုင်ကသူ့ရဲ့ချွေးမလေးကိုဂျုံတမျိုးတည်းနဲ့အရသာရှိတဲ့ရိုတီဘလို့လောက်ရလဲဆိုတော့ကိုယ်တင်ပေးလိုက်ပါတော့ရီ။နောက်တော့ချွေးမလေးကိုယ်တိုင်ကလည်းရိုတီကောင်းကောင်းလောက်ကြသွားခဲ့ပါတော့ရီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်